မင်္ဂလာပါကုခင်းစတာဖုတ်ဘောရှိုးကနေကြိုဆိုပါရစေကျွန်တော်ကုခန့်ပါကျွန်တော်ကြန့်ရှိနေသေးတဲ့ဘောလုံးပြောင်းရွှေ့သတင်းတွေကိုဒုတိယပိုင်းအနေနဲ့ဆက်လက်သုံးသပ်ဆွေးနွေးကြည့်အောင်ခင်ဗျာ ကဲကျွန်တော်အရင်ဆုံးဆွေးနွေးခြင်းတဲ့သတင်းကတော့ Man United နဲ့ Everton တို့ရဲ့အပြောင်းအရွှေ့သတင်းဖြစ်ပါတယ်။ဒီသတင်းနှစ်သင်းရဲ့စိတ်ဝင်စားမှုကတူညီနေတဲ့အတွက်ကြောင့်ဒါဆက်ဆက်သတင်းတပုတ်အနေနဲ့ကျွန်တော်ဆွေးနွေးလိုက်တာပေါ့နော်။ဖော်ပြထားတဲ့သတင်း source ကတော့ကျွန်တော် Talk Sport ကဖြစ်ပါတယ်ခင်ဗျ။ Everton နဲ့ Man United နှစ်သင်းလုံးက Leicester City အသင်းရဲ့အသက်28နှစ်အရွယ် Nigerian ကွင်းလယ်ကစားသမား Wilfried Ndidi ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားမှုတွေရှိနေတယ်လို့ဖော်ပြထားတာပဲဖြစ်ပါတယ်။တန်းဆင်းသွားပြီဖြစ်တဲ့အသင်းနှစ်သင်းကတဲ့ တ်လည်းမကောင်းတော့တဲ့ကစားသမားတယောက်ကိုဘာကြောင့်ဒီလောက်အပြိုင်ဆိုင်စိတ်ဝင်စားနေကြသလဲဆိုတော့အပိုင်နဲ့ပတ်သက်ပြီးအဓိကထားဆွေးနွေးသုံးသပ်သွားပါမယ် Wi-Fi NDD ကိုမသိတဲ့သူကတော့ရှိမယ်လို့မထင်ဘူးတခိတခါ Wi-Fi NDD ဒီ ပြောင်းရွှေ့ခြင်းပေါင်တန်း60-80လောက်ထိတန်ခဲ့တဲ့နိုင်ဂျီးရီးယားရဲ့အကောင်းဆုံးကွင်းလေကစားသမားတွေကတက်ရောက်ဖြစ်ပါတယ်။တိုးတော့အခုချိန်မှာသူ့ရဲ့အသက်အရွယ်ပိုင်းအရာလည်းကျလာပြီးဒဏ်ရာပြဿနာရရှိမှုအပိုင်းကြောင့်လည်းတန်ကြေးရတော့အများကြီးမရှိတော့ဘူး။တိုးတော့ညာလည်း Wefright and DD ကိုအခုရမဲ့ခေါ်ယူလို့ရနိုင်တဲ့ပြောင်းရွှေ့ခြင်းသည်အမတန်အမတန်ကိုတတ်တာပါတယ်။ဘာကြောင့်လဲဆိုတော့ Leicester City တန်းစင်းသွားရင် ဝက်ဖရိုက် NDD ကိုထွက်ခွာခွင့်ပြုရမယ် transfer fees ကပေါင်6သန်းနဲ့ရှိတဲ့အတွက်ကြောင့်ပါအခုနောက်ပိုင်းကစားသမားအတော်များများကအဲ့လို option ပါတဲ့စာချုပ်တွေကိုထည့်သွင်းချုပ်ဆိုလာကြတယ်ဘာမှမကြည့်ပါနဲ့ Chelsea ကအခုနွေရာသီအပြောင်းအရွှေ့ကာလအစောပိုင်းမှာခေါ်ယူခဲ့တဲ့ Lian Delap ကိုပဲကြည့်ပါ Delap ဒီ Ipswich Town ကိုပြောင်းသွားခဲ့ပေမဲ့တန်းစင်းသွားခဲ့ရင်ပေါင်တန်း30နဲ့ထွက်ခွာခွင့်ပေးရမယ်ဆိုတဲ့ option တစ်ခုကိုထည့်သွင်းချုပ်ဆိုခဲ့တဲ့အတွက်ကြောင့်သူပြောင်းရွှေ့ခြင်းနဲ့ Chelsea ကိုဈေး ၄တက်တက်တတာနဲ့ပဲပြောင်းရွှေ့ခွင့်ရခဲ့ပါတယ်။ Webfront NDD ကတော့ပေါင်၉တန်းဖြစ်ပို့လို့တောင်တန်ပါသေးတယ်။ဆိုတော့ NDD ဘလောက်နာမည်ပဲကြကြခြေစွမ်းပိုင်းပဲအရင်တော့လောက်မကောင်းမကောင်းအသက်ရွယ်ပဲကြီးကြီးပေါင်၉တန်းကတော့မျက်စိမှိတ်ပြီးခေါ်လို့ရတယ်ပြောင်းရွှေ့ကြီးအမောင်းပမာဏတစ်ခုဖြစ်တယ်။အဲ့တော့အရေးကြီးတာ NDD ရမယ့်လောက်ခပမာဏ တနည်းအားဖြင့် club တင်းကပေးချေရမယ့်လောက်ခပမာဏပေါင်တသိန်းလောက်ဆိုရင်တောင်မှ web fry ndd လို့ player မျိုးတည်ပေးလို့ရတဲ့အခြေအနေမှာရှိတယ်ဗျာကျွန်တော်ကတိုစင်အရရာ bio နဲ့ပဲအဲ့အလွတ်ပြောင်းရွှေ့ဂျေရတဲ့ကစားသမားတစ်ယောက်ရဲ့လောက်ခပမာဏနဲ့ပဲအမြဲတမ်းလို့လို adjust လုပ်ကြည့်တာဗျာ compare လုပ်ကြည့်တာပေါ့နော်အဲ့တော့ တိုစင်နဲ့အန်ဒီဒီဆိုရင်ဒါအန်ဒီဒီကကွင်းလေပိုင်းမှာပို့တုံးလို့ရတယ်အခြေအနေမျိုးရှိသေးတယ်အဓိကကစားသမားအဖြစ်တဲတုံးမယ်ဆိုရင်တော့မှတုံးလို့ရတယ်ဗျာကျွန်တော်ဆိုလို့ဒါ Everton ပဲရောက်ရောက် Man United ပဲရောက်ရောက်ဒီလောက်မှပမာဏသည် ၃ကို၃တင်းတဲ့ပလေယာတယောက်အသက်က28နှစ်ရှိပြီးအကောင်းဆုံးအသက်အရွယ်ရောက်နေပြီး prime ကိုရောက်နေပြီးငယ်ရွယ်ပြိုမြင့်တဲ့ခြေသွမ်းပိုင်းမရှိတော့ဘူးဆိုပေမဲ့လည်းပေါင်၉သန်းနဲ့ဒီလိုအတွေ့အကြုံရင်းတဲ့ကစားသမားမျိုးလိုက်ရှာကြည့်ပါမရပါဘူးအဲ့တကြောင့်တခြားသော club တင်းတွေစိတ်မဝင်စားသေးတဲ့အချိန်မှာတော့ west right ndd ကို evident ဖြစ်စေ man united ဖြစ်စေခေါ်လို့ရတဲ့အခြေအနေမျိုးပါအဲ့တော့ united ကတော့ဒီ deep lying midfield တနေရာမှာ casemiro ရှိနေသေးတယ် ndd တဲ့ကောင်းတဲ့ player ာမျိုးကိုလည်းခေါ်ယူချင်တာဖြစ်ကောင်းဖြစ်လိမ့်မယ်သို့တော်လည်းလက်ရှိအချိန်သူ့အိုးသူ့ဆန်နဲ့ပေါ့နော်တိုက်စစ်ပိုင်းမှာ ကစားသမားကောင်းတွေအများကြီးခေါ်ပြီးသွားတဲ့အတွက်ကြောင့်ခေါ်လာမဲ့အချိန်တွေလည်းရှိတယ်အမူမူလည်းတိတ်မကြခင်ရောက်လိမ့်မယ်ကွင်းလေအ ထိုင်မှာဒါဈေးတက်တက်တတာနဲ့ရနိုင်မယ်။တနည်းအားဖြင့်ပြောင်းရွှေ့ခြေကို short ချနိုင်မယ်ဒီလိုပလေယာမျိုးကိုခေါ်ပြီးဥတင်တယ်လို့ကျွန်တော်ယူဆတယ်။ evident လဲထုံနီးတူပါပဲ။ဂါနာတယောက်ထဲရုံးကန်နေရတဲ့ကွင်းလယ်မှာအန်တီတီလိုပလေယာမျိုးကိုခေါ်လိုက်မယ်ဆိုရင်တော့ဘိုင်ဘီယိုဒူကူရီကျွန်တော်ကဂွီဂါနာတို့ရဲ့ကွင်းလယ်အစုအဖွဲ့ကြီးပို့ပြီးတော့ကောင်းသွားလိမ့်မယ်။ဒူကူရီကလည်းစာချုပ်တက်တန်တိတ်မကြံတော့တဲ့အတွက်ကြောင့် evident ကတော့ website NDD ကိုခေါ်ဦးနိုင်ရင် ပို့ပြီးတော့ကောင်းပုံပါလိမ့်မယ်ခင်ဗျာအဲ့တော့ NDD နဲ့တခြားသော club တင်းတွေရဲ့အပြောင်းရွှေ့သတင်းတွေလည်းထပ်ထွက်လာဖို့ရှိတယ်ဆက်လက်စောင့်ကြည့်လိုက်အောင်ခင်ဗျာဆက်လက်ဆွေးနွေးခြင်းတဲ့သတင်းကတော့ Sky Sports ကဖော်ပြထားတဲ့ Arsenal နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်အာရီယာကျိုးတင်သဘောတူညီမှုရထားတဲ့ Chelsea အသင်းရဲ့အသက်30အရွယ်ဂိုးသမား Kepa Ariza Blacker ကိုအခုတစ်ပတ်အတွင်းမှာ ပီးသက်ပြောင်းရွှေ့ဖို့မျှော်လင့်နေတယ်လို့ဖော်ပြထားတာပါကပ္ပါကိုပေးရမယ့်ပြောင်းရွှေ့ခြင်းအမောင်းပမာဏသည်ပေါင်၅သန်းပဲရှိပါတယ်ကျွန်တော်ဒီပြောင်းရွှေ့ကိုလည်းအရင်ကတည်းကဆွေးနွေးသုံးသပ်ပြီးသွားပြီဂိုသမားနဲ့အာဤဒီသဘောတူညီမှုရသွားပြီတရားဝင်မရောက်သေးတာပဲရှိတယ်မြမြန်ဆန်ရအောင်လှုပ်တင်တယ်ဘလုံးပြောင်းရွှေ့တွေဆိုတာအချိန်ခါမရွေးဖြစ်သွားနိုင်တယ်လို့အချိန်ခါမရွေးလည်းပြတ်သွားနိုင်တယ်တချို့ဆိုရင်လက်မှတ်လေးတစ်ခါ ိုးဖို့ပဲကြံတော့တယ်အဲ့ဒီလိုမျိုးအချိန်နေရောက်ခါမှာပြတ်သွားတဲ့အပြောင်းရွှေ့ကြီးလည်းမြင်ခဲ့ရဘူးတယ်ဆိုတော့ကမာရီဇာဘလက်ကဒီအာအီးအတွက်ဟိုအဓိကဂိုးသမားတယောက်တော့မဟုတ်ပါဘူးအာဆနယ်ပရိသတ်တွေအသေးအံလိုချင်တဲ့ဂိုးသမားတယောက်တော့လည်းမဟုတ်ပါဘူးဒါပေမဲ့လည်းခေါ်ခေါ်တင့်တဲ့ဂိုးသမားတယောက်လို့ပြောရင်ပို့ပြီးမှတ်မှလိမ့်မယ်ကပါရီဇာဘလက်ကဒီ David Raya ကိုပကုံးချင်းရှင်ပြီးအကောင်းဆုံးဖိအားပေးနိုင်တဲ့ဂိုးသမားတယောက်လက်ရှိ Modern Bowling လောကခေတ်မှာ David Raya ကတော့ Bob Lee နဲ့ပတ်သက်ပြီးပို့နာမည်ကြီးကောင်းကြီးနိုင်ပေမဲ့ Kappa Reza Bl လကာရဲ့ profile ကိုတွားပြီးတော့ကြည့်ကြည့်ပါ တကယ်တကဘောပလေးမှာရှယ်ကောင်းခဲ့တဲ့ဂိုကီပါတယောက်ဖြစ်ပါတယ်။အဲ့အတွက်ကြောင့်ဂိုသမန်၂ယောက်လုံးဒီပုံသဏ္ဍာန်တူပြီးတော့အသင်းကိုအချိုးပြုံပုံချင်းလဲတူတယ်။အဲ့တော့ဒီကပါရီဇာဘလက်ကာကိုခုံမှုတော့ကျွန်တော်သဘောကျတယ်။လက်ရှိမော်ဒန်ဘောလုံးလောကရဲ့ဂိုးပေါက်တနေရာမှာဂိုသမန်၁ယောက်တည်းကိုပဲပုံသီထားလို့မရအောင်၂ယောက်လောက်ကိုစင်ပြိုင်အနေထားနဲ့ထားမှဖြစ်ပါလိမ့်မယ်။ပြီးခဲ့တဲ့နှစ်တုန်းကအာရီဒီဒီရိုင်ယန်နာသွားပြီဆိုရင်ဘသူ့အထက်နတ်တိုယုံကြည်လို့မရဘူး။အရင်တော့ရမ်စတေးကလည်းအမှားရင်းများတယ်။အခုပြီးခဲ့သောဘောလုံးရာသီက ဘုံမမှာရေးလေကျန်းခဲ့တဲ့ကပါရီဇာဘလက်ကောက်ပေါင်၅သန်းနဲ့ရခြင်းဟာအာစနယ်အသင်းတော်အရန်ကိုကောင်းမွန်တဲ့လူခေါ်မှုဖြစ်ပါလိမ့်မယ်ဒီအတွက်ကြောင့်အမားရင်းမခံပဲလှင်လင်းမြန်မြန်ခေါ်ဦးတင်တယ်လို့တော့သုံးသပ်မိပါတယ်ဟုတ်ကဲ့နောက်ဆုံးသတင်းချင်တဲ့သတင်းကတော့နျူကက်ဆယ်နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်နျူကက်ဆယ်လုံသတင်းလို့တောင်ပြောရမှာပေါ့ဖော်ပြထားတဲ့သတင်းကတော့ Times ကဖြစ်ပါတယ်နျူကက်ဆယ်အသင်းဟာသူတို့အသင်းရဲ့အသက်25နှစ်အရွယ်အလက်ဇန္ဒားအီးဆက်ကို Liverpool Barcelona Arsenal တို့ရဲ့စိတ်ဝင်စားမှုကိုတားဆီးဖို့အတွက်တဲ့ကလ က်သင်းသမိုင်းတစ်လျှောက်မှာလောကပမာဏအများဆုံးကစားသမားအဖြစ်ဖြစ်စေဖို့ရည်ရွယ်မျှော်လင့်လျက်ရှိနေတယ်လို့သိရပါတယ်။ဆော့ဘာစလိုနာရောအာဆင်နယ်ရောခဏဖယ်လိုက်ပါ။အဓိကသတင်းထွက်တာလီဗာပူးနဲ့သတင်းထွက်တာပေါ့နော်။အခုလိုမျိုးကစားသမားတစ်ယောက်ကိုလောကပမာဏအများဆုံးအဖြစ်တိုးပေးမယ်လို့ကစားသမားတစ်ယောက်ကိုမယောင်ဘူး။သူ့ရဲ့ပြောင်းရွှေ့ခြေက limit မရှိဘူး။ဘာညာလျှောက်ပြောနေပြီဆိုရင်တတိတာထားပြီးတော့အဲကစားသမားကိုဈေးကောင်းလူချင်းလို့ဖွားနေတာဖြစ်ပါတယ်။ ကျွန်တော်ရှေ့မှာကြားခဲ့ရတဲ့သတင်းတွေက New Jersey ကလည်း FFP rule စိုးရင်ရတယ်။အဲ့တော့ကြအသင်းရဲ့အဓိကကစားသမားတွေကိုရောင်းထုတ်ခါမှသူ့အနေနဲ့တခြားသောကစားသမားအစ်တွေကိုဝယ်လို့ရပါလိမ့်မယ်။ပြီးခဲ့သောယာတီတွေမှာအသင်းရနဲ့လောက်ခပမာဏများစွာပေးနေရတဲ့ကစားသမားတချို့ကိုရောင်းထုတ်ခဲ့တယ်လို့အသင်းရဲ့အဓိကကစားသမားတွေဖြစ်တဲ့ဒီ Boatman တို့ Isaac တို့ Guimaraes တို့ကိုလည်းရောင်းဖို့အထီကိုသတင်းထွက်ခဲ့တာပါ။အခုချိန်မှာလောက်ခပမာဏအများဆုံးတိုးပေးမယ်ဆိုတဲ့သတင်းမျိုးတွေကိုတော့ကျွန်တော်မယုံကြည်တာအမှန်ပါပဲ။နောက် လီဗာပူးဒီအီဆက်ကိုစိတ်ဝင်စားလာတဲ့နောက်ပိုင်းမှာပြောင်းချွေချင်းပေါင်တန်း200ရမှရောင်းမယ်လို့ပေါင်တန်း150ရာနေစပြီးတော့ first offer အဖြစ်ကမ်းလမ်းမှာစဉ်းစားမယ်လို့ဘာလို့စတဲ့သတင်းတွေကတကယ်ကိုယုတ်တိမတန်တဲ့သတင်းတွေပါဒီလိုပြောလို့ကျွန်တော်အလက်ဇန္ဒားအီဆက်ကိုမကောင်းလို့ပြောတာမဟုတ်ဘူးကစားသမားတယောက်ရဲ့တန်ကြီးနဲ့သူ့ရဲ့ခြေစွမ်းပိုင်းနဲ့ဆိုရင်ဒါကဘယ်လိုပြောမလဲဟို တန်ချေးသိပ်ပြီးတတ်မှတ်လို့မရတဲ့ level မျိုးဗျာအာလင်းဟာလန်ပြောင်းရွှေ့ချေပေါင်တန်း200ဆိုရင်တကယ်တမ်းသွားခေါ်ယူကြည့်အာလင်းဟာလန်ကိုခေါ်ယူလို့ရတဲ့အနေထားမှာမရှိဘူး Vinicius Junior လက်ရှိ Transfer Market ပေါက်ကြီးမှာပေါင်တန်း180ဆိုပေမဲ့ပေါင်တန်း180တိုင်းတကယ်ပေးကြည့်ရောင်းမှာမဟုတ်ဘူးအဲ့ပြောချင်တာအဲ့လို level မျိုးရှိသွားတဲ့ကစားသမားတွေဆိုရင်ဒါကျွန်တော်တို့အလက်ခံပေးလို့ရတယ် Alexander Isak ဒီ Newcastle မှာဘယ်လောက်ထိထွန်းတောက်ပြီးသွားပြီးတော့လွန်အကျွန်200ဒီလောက်ထိတော့ကောင်းခဲ့ပြီးပြီတော်တော် ော့သူ့ရဲ့အသက်အရွယ်နဲ့သူ့ရဲ့ခြေသွမ်းပိုင်းအရာ တိတ်မကွာတဲ့ကစားသမားတွေတောင်မှပေါင်တန်60 80လောက်ပဲဈေးပေါက်နေတဲ့အချိန်မှာ ပေါင်တန်150အနည်းဆုံးစကမ်းလန်းရမယ်ပေါင်တန်200လောက်မှရမှရောင်းမယ်ဆိုတာတိတ်ယုတ်တိမတန်တဲ့သဘောမျိုးတော့ဖြစ်နေပါဗါအီးဆက်ဘောလုံးလောကမှာထွန်းတောက်တာတော်တော်လေးကြပါပြီသူစတင်ထွန်းတောက်စဉ်ကဒုတိယအီဘရာဟီမိုဗစ်ဆိုပြီးတော့သူနာမည်ပေးကြတာတကယ်တော့ဘာမှမဆိုင်ဘူးအီဆက်ကစားပုံကတမျိုးအီဘရာဟီမိုဗစ်ကစားပုံကတမျိုးပေါ့နော်ထားပါအဲ့တော့သူဒီအရှင်တော့ ဒီ Sweden ရဲ့ club တင်တဲ့မှာကစားခဲ့တယ်ပြီးတော့ Borussia Dortmund ရောက်တယ်မအောင်မြင်ဘူးနောက်ဆုံး Real Sociedad ရောက်သွားတဲ့အချိန်ကြားမှာနာမည်ထွက်ပြီးတော့အဆင်ပြေလာတာအခုချိန်မှာ25 26ရှိပြီဖြစ်တဲ့အတွက်ကြောင့်အီးဆက်လွန်ရောကျွန်ရောတန်လဲဗျာဒါ Florian Wirtz ကိုပေးရတဲ့ပြောင်းရွှေ့ဂျေးလောက်ကအသင့်တော်ဆုံးလို့ပဲကျွန်တော်ထင်တယ်ဒီတက်ပို့ပြီးတော့ပေးရမယ်ဆိုရင်ကျွန်တော်ကတော့အီးဆက်ကိုမခေါ်ဦးသင့်ဘူးလို့သုံးသပ်မိတယ်အခုထွက်လာတဲ့သတင်းတွေအားလည်း Newcastle အနေနဲ့အီးဆက်ကိုဈေးကောင်းကောင်းရချင်တဲ့အတွက်ကြောင့်လောကပမာဏအများဆုံးတိုးပေးမယ်လို့တခြား club အသင်းတွေရဲ့စိတ်ဝင်စားမှုကိုတားဆီးမယ်လို့ စတဲ့သတင်းမျိုးတွေဖြစ်ပါလိမ့်မယ်ခင်ဗျကျွန်တော်ညီကိုတွေရောလက်စနက်အီဆက်တယောက်ဘလောက်ထိတန်ကြီးရှိရလို့ထင်ပါတယ်ကောမမဝင်ရောက်ဆွေးနွေးသုံးသပ်သွားလို့ရပါတယ်